ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့တစောင်းတိုင်းမီးဘုံပြန်ပွဲကို အော်တိုဝါလာ29ရက်နေ့ကစပြီးအဝေယာမီဘုံမြန်ကွင်းမှာကျင်းပနေပါဗျ။ပွဲမတိုင်ခင်တည်းကဟိုတယ်ဘွတ်ကင်တွေပြည့်နေတယ်လို့ဟိုတယ်ဘွတ်ကင်အလင်ခရရသူတွေလည်းရှိတယ်လို့ပွဲသားကြသူတွေကပြောပါဗျ။မီဘုံမြန်ကွင်းထဲကိုဝင်ရင်အိတ်ဆွေးဆက်နဲ့စစ်ပြီးမှသာဝင်ခွင့်ရပါဗျ။ဒါပေမဲ့မီဘုံမြန်ကွင်းထဲမှာဖုန်းပတ်ဆံရေးကပိုက်နိုင်တာတွေကြုံတွေ့နေရတယ်လို့လည်းဆိုပါဗျ။တောင်ကြီးမြို့တွေမှာလည်းလိုင်စင်မဲ့ကားဆိုင်ကဖမ်းဆီးမှုတွေရှိပြီးတချို့နေရာတွေမှာတော့ရဲနဲ့စစ်သားအယောင်ဆောင်ကငွေညှစ်မှုတွေလည်းကြုံကြရတယ်လို့မြို့ကန်တွေကပြောပါဗျ။ မနေ့ကဆိုရင်တော့ဒါများတယ်အရင်လည်းချက်ချင်းတိုးတယ်ဖုန်းလိုက်တာတွေပတ်စံပြောက်တာတွေအဲ့လိုမျိုးတွေလည်းတော်တော်ဖြစ်ခဲ့တယ်ပေါ့နော်အစောပိုင်းမှာတော့ထိနိုင်တယ်ပေါ့လို့အိတ်ဆွေနဲ့ဖြတ်ပြီးတော့မှကွယ်ခင်းလေးကိုဝင်စီတဲ့ဟာမျိုးရှိတယ်ပေါ့နော်အစောဒီတစ်နှစ်မှလည်းပဲအိတ်ဆွေဖြတ်ဖို့အတွက်ကိုတို့လုပ်တယ်ဒါပေမဲ့လူကအရင်များတဲ့ခါကျတော့အဲ့ဒီအိတ်ဆွေလည်းမနိုင်တော့ဘူးပေါ့နော်အတော့အကုန်လုံးဝင်ဝင်ကုန်ကြတယ်ပေါ့နော်ညတော့ဖြစ်တော့တောင်ကြီးတိုင်းတော့နေခင်းလေးတော့ဖိတ်ထားပေါ့နော် မရှိဘတ်ကလူတွေတော့လဲလာတော့လာကြတယ်ပေါ့တနိုင်ငံလုံးကလူတွေကလည်းပွဲငှက်နေရဆိုတော့ဒီတစားနိုင်ပွဲကလာလာကြတယ်ပေါ့နော်မိမုံမြန်ပွဲမတိုင်ခင်အော်တိုဘားလာ29ရက်နေ့ကလည်းမိမုံမြန်ပောက်ွဲပြီးအမျိုးသမီးတယောက်အသေဆုံးခဲ့ပါတယ်မြို့ထဲမှာနေထိုင်တဲ့လူငယ်တချို့လည်းဖမ်းဆီးခံကြရပြီးငွေနဲ့ပြန်ရွေးမှပြန်လွှတ်ပေးတဲ့အခြေအနေတွေလည်းကြုံတွေ့နေရတယ်လို့မြို့ကန်ကြီးကဆိုပါတယ်။ကားတစ်စီးကိုရန်နာကငွေကျပ်1000ကနေ8000အကျပေးရပြီးမော်တော်ဆိုင်ကယ်ရက်ခါတွေလည်း ဆိုင်ကယ်တစ်စီးကိုငွေကျပ်9000ကနေတသောင်းဝန်းကျင်ပေးကြရတယ်လို့ခီးသွားတွေကဆိုပါတယ်မိဘမျက်ကွင်းအနီးမှာအိမ်သားအသုံးပြုကဟာလဲလူတစ်ယောက်ကို1000ကနေ7500အထိပေးကြရတယ်လို့ခီးသွားတွေကပြောပါတယ် ခုံပွဲဝင်တော့တော်တော်ရှိခုံပွဲလာပြီးနီလုံးလာရင်းနီးချူကြရတော့ပုံမှန်ပါပဲတချို့ကလေ၈တောင်းနေနေရမျိုးမျိုးတွေအနည်းဆုံးက၃တောင်းဒီရတဲ့လူတွေရှိတယ်လို့ဆိုင်စင်ကားရရတော့ခုနေမှာအဲ့လိုရတယ်ဆိုင်စင်မဟုတ်ပါညာလို့ဆိုတောင်းကြီးတို့ခုလိုရတဲ့အဖြစ်ဖတ်မှလည်းအငူကအဲ့ဒီနေရာရှိတော့အမအဲ့ဒါတောင်းကြီးမျိုးပုံပွဲကို1980ခုနှစ်ကစကားနှင်းစင်တဆောင်မုံလာတိုင်းကျင်းပခဲ့ရမှာကိုဗစ်ကရောဂါကြောင့်ရပ်နာခဲ့ပြီးပြီးခဲ့တဲ့2023ခုနှစ်ကမှပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ် 怎么，得了吧？